ဒီကနေ့ဇွန်လ6ရက်တောက်ကြနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းမှာဇွန်လ17ရက်နေ့ကနေစတင်ပြီးအထက်လေပွေလိုင်းတစ်ခုဖြစ်ပေါ်ကပုံမအကောင်လာနိုင်ပြီးလေပြင်းနဲ့ရေဝံအဆင့်အထိရောက်ရှိလာနိုင်ပါတယ်။အဲ့ဒီလေပြင်းနဲ့ရေဝံဟာဇွန်လ15ရက်နေ့မှာတော့ဆိုက်ကလုန်းမောင်းနိုင်ဖြစ်ပေါ်နိုင်ခြင်း60ရာခိုင်နှုန်းရှိတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဒါကြောင့် ဇွန်လ၁၂ရက်နေ့ကနေစတင်ကမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့ရခိုင်ကမ်းရိုးတွေအပါအဝင်မွန်ပြည်၊ကရင်ပြည်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းတွေမှာမိုးရွာသွန်းမှုပိုလာနိုင်မယ်လို့သိရပါတယ်။ဒီကနေ့ညနေအထိကရနီကရပြည်၊ကရင်ပြည်၊ချင်းပြည်၊ရှမ်းပြည်မြောက်ပိုင်း၊နေပြည်တော်မန္တလေးတိုင်း၊ပဲခူးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာကျကျနဲ့၊ချင်းပြည်နယ်နဲ့တိုင်းတွေမှာနေရာစစ်စစ်မုန်ထချုံရွာနိုင်ပြီးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားအသင်းအတင်ရှိနေပါမယ်။မြန်မာပင်လယ်ပြင်မှာတော့လှိုင်းအသင်းအတင်ရှိမှာဖြစ်ပြီးလှိုင်းမြင်မှာ6ဘေးကနေ10ဘေးကန်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေအားအသင်းအတင်ကနေအားကောင်းနေပါမယ်ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရှယ်ရဲ့ဒီနိုင်းရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။